ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။တယောက်အသားနဲ့ကစားခဲ့ရတဲ့ Manchester United ကဘုံမောက်ကိုတော်တော်ဆူဆူဝါဝါခြိစွမ်းနဲ့တစ်ဖက်တကူးစီကျွန်တော်တည်ရကြတယ်။တော်တော်ကိုဆိုးတဲ့ခြိစွမ်းနဲ့ကျွန်တော်တို့တည်ရကြတယ်ပေါ့နော်။ဟိုပရီးမီးယားလိဂ်ကတော့ဗျာ MOD ကိုတိုင်းတော်မှကျွန်တော်တို့ပရီးမီးယားလိဂ်ကိုအာယုံမဆိုင်တော့ဘူး။ဂျူရိုပါလိဂ်ကိုအာယုံဆိုင်မယ်။ဘာညာပြောထားတယ်ဆိုတော့ပရိသတ်တွေအများစုလဲပရီးမီးယားလိဂ်ကငါတို့ဘာမှလုပ်လို့ရတာရှိမှာမဟုတ်တော့ဘူးလို့တွေးမိကြမှာပဲ။ ပရီးမားလေးမှာလည်းကိုရီးယားတအားကိုညံ့နေတဲ့တဲမှာပါတာကိုမျောလင့်ကြတော့မရှိဘူးပေါ့ဗျာဒီလားဒီပွဲနဲ့ပတ်သက်လို့ရလက်ဒီကောင်းဖို့ဒါရလက်ကောင်းရင်ကောင်းအောင်တာပေါ့နော်ဒါပေမဲ့လို့နိုင်ဖို့ဒီဘာဖို့ဒီမျောလင့်ကြအမှန်တမ်းမရှိခဲ့ဘူးဒါပေမဲ့အဲ့လောက်ထိစိတ်လျှော့ပြီးတော့ကြိထားတာတောင်မှလေတအားကိုမိဆူဆူဝါးဝါးပဲယုံတရားကောင်းတော့အောင်ကိုဆိုတော့ခြိစမ်းအသင်းလိုက်ဒီမကောက်ဘူးနော်တယောက်နှစ်ယောက်ဒီမဟုတ်ဘူးနော်တသင်းလုံးကပါဖြင်းတာတသင်းလုံးဖြင်းတာ ဘလို့ဘလို့ပြရှစ်ရှစ်ပွဲဥပန်တနေပွဲမှာလည်းဒီတိုင်းပဲနော်ဥပန်တနေပွဲမှာလည်းထပါတော့ကိုဒီဘက်ကအချင်းချင်းကောင်းမလို့လို့နဲ့ဝမ်းစီနဲ့ရှုံးနေဒီပွဲလည်းကိုဒီတယောက်အသာစီးနဲ့ကျွန်တော်ရတယ်ဝမ်းဝမ်းနဲ့ပဲကျွန်တော်ပြီးသွားရတယ်နော်တမ်းတမ်းမစင်ရတော့လို့မြင်ဒီကောင်တွေကငါတို့တော့ဟေးစိတ်အေးသွားပြီဆိုပြီးတော့ဖြစ်တယ်လို့ကစားနေကြသလားတော့မသိဘူးတမ်းအမ်မိုရင်တော်တော်မှားတယ်အမ်မိုရင်မှားတယ်ဆိုတာသူ့အနေနဲ့ပေါ့နော်အာကျွန်တော်တို့ကတော့ပရီးမီးယားလိကိုအာယုံဆိုင်တော့မှမဟုတ်ဘူးနော်ယူရိုပါလိကိုပဲအာယုံဆိုင်တင်မယ်လို့မပြောသင့်ဘူး ီးလေအဲ့လိုကြီးပြောချလိုက်ပြီဆိုတော့ကစားမားတွေကလည်းစိတ်လျှော့လိုက်ပြီးပဲပရီးမီးယားလိဆိုလို့ရှင်တိတ်အာယုံမလာတော့ဘူးအာယုံအရင်ကတည်းကမှမင်းအင်ပြေအပြေကစားရင်တောင်မှဟိုဘာမှမလုပ်တတ်ပါဘူးဆိုမှပဲဒီကောင်ကြီးကစားနေတဲ့ပုံစံကြီးပထမပိုင်းပြီးတော့ဒုတိယပိုင်းကစားဖို့ကွင်းထဲပြန်ဝင်လာတဲ့မျက်နှာသားကြီးကျွန်တော်ကြည့်ပါလားငါတို့ဒီပွဲကိုတော့နိုင်မှဖြစ်မယ်ဟိနော်တကယ်နိုင်အောင်ကြိုးပမ်းမယ်ဟိဆိုတဲ့ပုံစံမျိုးနဲ့ကစားနေတာမှကျွန်တော်မဟုတ်တာနော် အာယူရိုပါလိကသာအရေးကြီးတာနော်ပရီးမီးယားလိကတော့ဘာတနိုင်တော့မှလဲနိုင်လဲဘထူးမှမဟုတ်တာဆိုပြီးတော့မြင်ကောင်းမြင်ကြလိမ့်မယ်ဒါပေမဲ့လို့အရေးကြီးပါတယ်ဆိုတော့ပွဲမတိုင်ခင်မှာကစားမတွေအတွက်စိတ်တဲ့ပိုင်းဆိုင်ရာအရရောကျွန်တော်ခြေသွမ်းပိုင်းဆိုင်ရာအရရောအားလုံးက ready ဖြစ်မဲ့အခြေအနေမျိုးကျွန်တော်ကဖန်တီးထားနိုင်ရမှာဒါကြောင့်လည်းပဲ MO ring ကဒီပွဲမှာလူစုံပြည့်တုံးခဲ့တာကျွန်တော်တို့လူငယ်ကစားမ3ယောက်လောက်ပါလို့လူငယ်ကစားမ4ယောက်လောက်ပါလို့ okay နားလည်လို့ရသေးတယ်ဒီပွဲကျွန်တော်ပွဲထွက်လူစင်းကိုကျွန်တော်ကြည့်ကြည့်ပြလူစုံတက်ဆုံနေကျွန်တော်ကစားလာတယ် ဘာမှကျွန်တော်မလုပ်နိုင်ဘူးเนาะဟိုတော်တော်ကိုဖြင်းတာတော်တော်ကိုဖြင်းတာเนาะဥပန်းနဲ့ကြည့်ကြည့်เนาะကျွန်တော်လက်ရှိကျွန်တော်တို့ဒီပြ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 ရမယ်ဒီပွဲနဲ့ပတ်သက်လို့ဘုံမဘက်ကเนาะကျွန်တော်တို့ဒါတပွဲလုံးအနေထားနဲ့เนาะတပွဲလုံးအနေထားနဲ့เนาะတပွဲလုံးအနေထားနဲ့ဆိုတော့ဒီခဏလေးเนาะကျွန်တော်ပြမယ်ကျွန်တော်ပြမယ်ကျွန်တော်တပွဲလုံးအနေထားနဲ့เนาะဘုံမောက်က5ပေါက်ကန်သွင်းမှု6ချိန်ရှိတယ်တပွဲလုံးတော့5ပေါက်ကန်သွင်းမှု6ချိန်ရှိတယ် တလုံးပဲကိုပေါက်တဲ့တယ်အဲ့တကူပေးရတယ်ဘုံမောင်ရှစ်ကြိမ်ကိုပေါက်ကန်နဲ့တကြိမ်ကိုပေါက်တဲ့တယ်တကူရတယ်မန်ချက်စတာယူနိုက်တက်ကိုပေါက်ကန်တာ25ကြိမ်တိရှိတယ်25ကြိမ်တိရှိတယ်6ကြိမ်ကိုပေါက်တဲ့တယ်တကူပဲရတယ်နော်ကာနာချူရဲ့ဂိုးသမားနဲ့တယောက်ချင်းတယောက်ကျွန်တော်နေနေပေါ့နော်တွေ့တဲ့အလုံးတွေဘာတွေကကျွန်တော်ကမေကွန်ထုတ်ဆရာမရှိဂိုးနေရမှာကာနာချူတို့ဘာလို့လဲလူငယ်ချီပြက်လေးတွေလဲကျွန်တော်တာနော်လက်လို့သိမိလို့နော်ကျွန်တော်တို့ဒါတွေးလို့ရပြီ သိလားဂါနာချူရူဘာရိုရဲ့အခန်းကဏ္ဍက United မှာပြီးသွားသည်မီနော်ဆိုတော့ခုနကပြောလိုပဲ United ကိုဘောက်ကွန်တမှုမှာကိုဘောက်တဲ့တာ6ကျင်ရှိတယ်တကူပဲကျွန်တော်ရတယ်ဘုံမောက်ကတကြိမ်တဲ့တယ်တကြိမ်ကိုတယ်နောက်တစ်ခုကကျွန်တော် XG အရ Expected Goal အရဘုံမောက်က0.73ပဲကျွန်တော်ရှိတယ် Manchester United က2.68ရှိရဒါအပြင်အော် Goal ကြီးတော့ကျွန်တော်1-1နဲ့ပြီးခဲ့တဲ့ပွဲနော်ပြီးခဲ့တဲ့ပွဲကျွန်တော်နေတဲ့ဒီဒီဘာလဲဒီ Wuhan နဲ့ပွဲလဲကျွန်တော်ကြည့်ကြည့်နော် ဝူပန်ဟန်နဲ့ပွဲလဲကျွန်တော်တို့ကြည့်ကြည့်เนาะတပွဲလုံးအနေနဲ့မှာဝူပန်ဟန်တန်ဘက်ကကျွန်တော်တို့ကဂိုးပေါက်ကန်တာမင်း၄ချိန်တော့မပြည့်ဘူးထင်တယ်ခဏလေးเนาะဝူပန်ဟန်နဲ့ပွဲမှာလဲဝူပန်ဟန်ရဲ့ဘက်ကဂိုးပေါက်ကန်တာ၄ချိန်ရှိတယ်၂ချိန်ဂိုးပေါက်တဲ့တယ်တလုံးပေးရတယ်เนาะ United ဘက်က၁၂ချိန်ဂိုးပေါက်ကန်တယ်၂ချိန်ဂိုးပေါက်တဲ့တယ်တကူးမှမရဘူးဝမ်းစီနဲ့ကျွန်တော်ရှုံသွားတယ်ကျွန်တော်အခုလက်ရှိဘုံပေါင်းနဲ့လေကျွန်တော်ဝမ်းဝမ်းတည်ကြတယ်ကျွန်တော်ပြောချင်တာကဗျာနော်အစင်တန်းနေလုံးနဲ့ ဟေးဒီကောင်ဒီမှာဘာစတန်ဒတ်မှန်ကျွန်တော်မရှိတော့ဘူး။ကိုအင်းရဲ့အခြေအနေကငါတို့ကတော့ဟေးယူရိုပါလိကိုအာယုံဆက်ရမှာမဟုတ်လို့ဆိုပြီးတော့ပြည်တယ်မလားကစားနေတာလားကျွန်တော်ကြည့်တော့လေအကုန်လုံးငါကိုဖျင်းတာ။စဉ်းစားနောက်တန်းနေကြည့်ကြည့်ဗျာဂိုးသမားအိုနန်းနာဗျာကျွန်တော်ပြောချင်တာရှင်းရှင်းလေးရေမင်းအဲ့အလုံးမှာဟိုဒါကတော့သူ့အမှားအများကြီးမပါပါဘူးဒါကျွန်တော်နားလေလို့ရတယ်။ဒါပေမဲ့လို့ပေါ့နော်သူဒိုင်မင်ပစ်တာဗျာ။ဘယ်တော့ငါအမြန်ဒိုင်မင်ပစ်တာမှန်နေလို့ရှိတော့ဒိုင်မင်ပစ်တာတခါတလေမှန်တော့လေဘယ်တော့ငါအမြန်ပုံမိတယ်လို့ကြည့်အဲ့လုံးကိုဒိုင်မင်ပစ်တာကြည့်ကြည့်လက်အောက်ကထွက်သွားသလား။ လက်အောက်ကကိုထွက်သွားတာအဲ့ဒီအလုံးကကိုဖြစ်ကိုမဖြစ်တည်ဘူးဘာလို့လဲဆိုတော့ကိုရီအဲ့ဒီအလုံးက free kick ကကိုရီရတာနော် free kick ကကိုရီရတာဗျာသုံးချက်လောက်ပဲထိရသေးတယ်ဂိုးဖြစ်သွားရောသူသူများပဲတော့ကိုယ့်ဘက်ကောနော်ဟောလူရှော့ကိုပေးလိုက်တဲ့လူရှော့ကလည်းမစ်မှားတယ်လူရှော့လည်းမှားတယ်အိုနနာလည်းမှားတယ်ဒရိုဂူလည်းမှားတယ်ဘာလို့လူရှော့ကဘောလုံးပေးတာဗျာဟိုလူမလာမချင်းစောင့်နေတာကိုကောင်လေးကမင်းတယောက်တည်းလူတာမှမဟုတ်တာဗျာလူရှော့စီကိုလည်းတော်တယောက်သွားလူတယ်လူရှော့ပေးနိုင်တဲ့ဒိုဂူစီကိုလည်း တည်တယ်မလားကတ်ထားပြီးသားအဲသူက space distance ကဒီဘယ်လိုဒီကောင်အချိန်မီွေးဒူကူစီဘောလုံးရောက်တာနဲ့ချက်ချင်းသွားဖိလို့ရတဲ့အနေထားမှာတမင်ပေးအောင်လုပ်ထားတယ်ဒါပေမဲ့ပေးပြီဆိုရင် तू သွားပြီးတော့လုနိုင်တဲ့အခြေအနေမျိုးဘာလို့လဲမောင်လူချောပေးလိုက်တယ်ဟိုကောင်နင်းထန်ရင်မြင်ကြည့်ပါလားနော်ချော်လဲနေနေတဲ့ကောင်လေအဲ့လိုမျိုးဖြစ်ပြီးတော့ကျွန်တော်တို့ဂိုးတွေပေးလိုက်ရတယ်ဆိုတော့ဟိုပေးလိုက်ရတဲ့ဂိုးမှာကိုကအတိတ်ပဲမရှိဘူးဗျာတိလားဟိုဒိုင်လူကြီးနဲ့ပတ်သက်လို့တော့တိတ်မပြောချင်ဘူးဘာလို့လဲဒိုင်လူကြီးကတော်တော်ကိုတော်တော်ကိုညံ့တာဒိုင်လူကြီးအကြောင်းပြောလို့ကျွန်တော်ဒီဘွဲကဘာမှထူးသွားမှာမဟုတ်ဘူး နော်ကွန်းတယ်ကစားမှာအဒမ်နဲ့ကမင်းမင်းအနီကတိရမှာခြေတော်နှစ်ချောင်းဇုံဝင်တာဗျာပက်ထရစ်ဒူကိုအနီကတိသွားတယ်ခြေတော်နှစ်ချောင်းဇုံဝင်တာတော့မဟုတ်ဘူးနော်နော်ကျွန်တော်တို့အနေနဲ့ဒီကက်ဆမဲတို့တို့ကျွန်တော်အနီကတိထိပြီးတယ်အဲ့လိုနေမျိုးတွေအကြောင်းပဲအဲမဲတို့ကျွန်တော်အနီကတ်ကိုမပြဘူးဒီကနေ့ဒီကောင်ကို၉ရောင်းနေတောင်ကစားရအောင်မှာနော်ဒါဒိုင်လူကြီးနဲ့ပတ်သက်လို့ထားတော့ဆိုတော့ဒါကြောင့်ပြောချင်တာကျွန်တော်တို့ဟိုဘယ်လိုပြောမလို့တအားကိုညံ့လွန်းနေဗျာတိလားတအားကိုညံ့လွန်းနေနော်နောက်တစ်ယောက်ကလူရှော လူကျော်ကဘောဘောလုံးဒံရရတော့သိတယ်မလားအကြာကြီးနားရနေနားပြီးတော့ပြန်ကစားတဲ့ခါမှလည်းကျွန်တော်တို့အခုလိုမျိုးပွဲချိန်ပြည့်သူ့ကိုမသုံးမနဲ့ဖြည်းဖြည်းချင်းနဲ့တော့မှနီးပြားကသူ့ကိုသုံးပေးနေတာဒါလည်းတူးတက်မလားတူးတက်မလားဦးဒါလည်းပဲနော်အာရသွားတဲ့လုံကလူကျော်ချိုးပေးလိုက်လို့လေးပါညာနော်လူကျော်ချိုးပေးတာမလားနော်ချိုးပေးပြီးတော့ဦးကောင်ပိတ်တာကိုရက်စမတ်ထက်ပြီးတော့ထိလိုက်သေးတာဒါပေမဲ့ပြင်တာအမားတွေတအားများတယ်လူကျော်ကဒီဒီပွဲမှာ အမားတွေတအားများတယ်ဘောလုံးတွေတအားပြက်တယ် ဘလို့မှအဆင်မပြေဘူးဒံရဒံရရတာနဲ့တူဘောလုံးကန်တာပါမေ့သွားတဲ့အနေထားမှာရှိတယ်။ကွဲပြီးကန်ဒီမှာဗျာဒီကောင်အောင်ပေးပြီးတော့ဖြတ်တင်ဖို့အေရီယာပေါက်ဆဲကိုချပါတယ်ဆိုဆရာသမားဂိုးလုံးမောဖြစ်အောင်ကန်ပလိုက်တယ်။မကွမ်းရကတော့တာမမထားရတော့မကွမ်းရကတော့ကျွန်တော်တို့ဒီသူ့ကိုလည်းနောက်ပွဲအတွက်လိုတာဆိုတော့လန်နီယူရိုဆိုလို့ချင်းလည်းမထူးဘူး။တော်တော်ဖျင်းတာ။ရောက်စားတော့ကတော့အဲ့လောက်မဖျင်းဘူးနောက်ပိုင်းပူတော်ဖျင်းလာလားလို့။ပြီလားပူတော်ဖျင်းလာလားလို့။နော်အိုးဒီကောင်ခန္ဓာကိုမရဘူးဗျာပရီးမီးယားလိမမင်းယူရိုခန္ဓာကိုနဲ့စန်တာဘက်ကဘလို့မှအဆင်မပြေဘူး ဂျာတီယိုခြေတန်းပွဲစဉ်တွေမတိုင်ခင်ဂျားထဲမှာ3လလောက်ကျွန်တော်တို့နောက်ရာသီတွေပါမစဖို့အချိန်ရှိရင်သူ့အနေယူရိုအနေနဲ့ body ကိုဒီကောင်တိတက်ပို့ပြီးတော့ improve လုပ်မှရမှာဒီလောက်နေတော့ premier league တိုက်စစ်တွေဂျားထဲမှာမင်းဘလို့မှအဆင်ပြေမှာမဟုတ်ဘူးဘလို့ body body ချင်းရှင်ကစားဘလို့မှမရဘူးခဏတိုင်းလဲနေတာခဏတိုင်းလဲနေတာနော်မာစတာဝီတာမန်မဲထားအောင်တော့ patrick dogu ကျွန်တော်ကတော့ဒိုဒိုဂူကဒီထက်ကောင်းလာလိမ့်မယ်လို့တော့မထင်ဘူးဟုတ်ပြောတာเนาะ right wing back မှာကစားရင်တော့တမျိုးပြောင်းကောင်းပြောင်းသွားနိုင်လိမ့်မယ်ဒါပေမဲ့ ပက်ထရစ်ဒူဂူကမင်းအေဂျင်ကောင်းလို့ယူနိုက်တက်ကိုရောက်လာတာကလွင့်ရင်ကျန်တာတိတ်ပြီးတော့ထူးထူးခြားခြားတော့မမြင်မိဘူးဆရာကြီးတိလားအေဂျင်ကောင်းလို့ရောက်လာတာဒူဂူတို့လို့ကစားမရရဒီကောင်းနေအေဂျင်နေနေမင်းငါတို့တွေမင်းအလုတ်လုတ်တာရက်သိမ့်တယ်ယူနိုက်တက်တို့ဘာလို့ပြောတာနော်ဒူဂူတို့ရဲ့အေဂျင်နေနေအလုတ်လုတ်တာတွေကျွန်တော်ရက်သိမ့်နေပြီဘယ်နဲ့နဲ့စာချုပ်မြန်ငါတို့ချုပ်ပလိုက်တောင်ဒူဂူကိုနှမျောစရာစုပ်ပြတ်တက်နေတာပဲဒူဂူကစားတာတတော်ကိုညံ့တာတတော်ကိုညံ့တာ နော်အတူထိရဲ့အဝါကက်ကတော့ဒါဒိုင်းလူကြီးညံ့လို့ပါမဆိုင်ပါဘူးကိုကလည်းကန်ခံသေးတယ်ကိုကလည်းအဝါကက်ပေးရသေးတယ်ကိုကလည်းပြစ်တယ်မို့ပေးရသေးတယ်တော်တော်ကိုကိုကလည်းဘောလုံးရအောင်ဖျက်ရသေးတယ်ဗျာတော်တော်ကိုဒိတ်ပင်မရှိတာဒိုင်းလူကြီးကတော်တော်ကိုစူးစူးဝါးပါနော်သူမိမနဲ့အိမ်မှာအဆင်မပြေဘူးထင်ပါတယ်အဆင်မပြေတာတွေဒီပွဲပေါ်မှာပုံချနေတာလားမသိဘူးဒါပေမဲ့တို့ပက်ထရစ်ဒူကူတော်တော်ကိုညံ့တယ်တော်တော်ကိုညံ့တာတော်တော်ကြီးကိုညံ့တာတော်တော်ကြီးကိုဆူဆူပြက်ပြက်ကြီးကိုကျွန်တော်ညံ့တာဒူကူကဆိုတော့ဟိုကျွန်တော်ပြောပြအားအကြောင်းပြနော် Harry Armstrong ဘာလို့ကိုထဲဆိုပြီးတော့ကျွန်တော်ညှို့လင်းကြတာမောင်နီးပြားကလည်းဘာကြီးလုံးမသိဘူး နော်ဟိုဘယ်လိုပြောမလို့ဟာဒူဂူ right wing တို့ left wing တို့ဘယ်ထားလို့ထားမလဲမေဆန်မောက်တို့ Ericsson တို့ဘယ်ကောင်းဘယ်နဲ့ကစားလို့ကစားမှမသိဘူးနော် Casemiro ဆိုလို့ရှိရင်လည်းဒီတိုင်းပဲရှေ့ Lion နဲ့ပွဲစီမှာတော့ကောင်းတယ်ကောင်းတယ်နောက်ပွဲကောင်းဖို့တော့မျှော်လင့်ရမှာပေါ့လေဒါပေမဲ့ဒီပွဲမှာမင်းဘောလုံးကိုဘုံလုံးဆက်ဆန်တာဆို Casemiro ဆိုတာတကယ်ပြောတာအာကိုဗစ်ကက်လာတယ်ဟိဆိုပြီးတော့မင်းဘောလုံးကိုမထိကျင်တဲ့နေထားမှာရှိတယ်သူ့စီမောက်ခြေထဲမှာကိုကြကြမထားဘူးရလာတယ်ခွန့်ချပလိုက်တယ်နောက်လုံးရလာတယ်အုံနိုင်ခွန့်ချပလိုက်တယ်လောင်းဘောတွေကြီးပြေးတာလောင်းဘောတွေကြီးပြေးတာကက်စမီရိုးက ရတဲ့မြဘောလုံးအုံကန်တင်လိုက်တယ်အဲ့ဒါနီးပြရဲ့ instruction ပဲဖြစ်ဖြစ်ကစားသမားရဲ့ကိုယ်တိုင်ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တီးတင်နေပြီဗျာငါတို့လောင်းဘောတွေအလုံးမဖြစ်ဘူးဆိုတာဘယ်လိုလုပ်အလုပ်ဖြစ်မှာတော့ဂါနာချူဘရူနိုဖရနက်စ်ရက်စမန်ဝှိုက်လဲဘဲကောင်ကခေါင်းပေါင်းခေါင်းကောင်းလို့တော့ဟုတ်တယ်မပြီးသမျှအမြင်ပေါ်တိုင်းဘဲကောင်ခေါင်းကောင်းလို့လို့မြန်ကျွန်တော်ပြောချင်တာဘသူကဘုံမောင်ရဲ့အရက်၆ပီကြော်တဲ့နော်ဟော်လီဆန်တို့ဟလာနော်ပါတို့နဲ့ဘသူကရှင်လူနိုင်လို့တော့ဟွန်းခွိုင်လန့်ဆိုလို့ရှင်မြင်ခုံတော်ခုံတော်မှခုံတဲ့ရလာမေယုံ ဘော်လုံးကြီးအပေါ်မှာမြောက်လာပြီဆိုတော့မြင်နာနဲ့မင်းကျန်တဲ့ကောင်ကိုမင်းဗာလဲပြန်ပြန်ဘက်ကိုမင်းဘော်ဒီနဲ့ပိတ်တွန်းထားပြီးတော့ဘော်လုံးကြီးကိုထိုင်းလဲဆိုမင်းမင်းကန်းထုတ်ပလိုက်တာအဲ့လိုတိုက်စစ်မှုမျိုးရှိတဲ့နေတာမှာဘာကိစ္စဘော်မင်းမင်းလောင်းဘော်ဒီအုံနဲ့ခွန်ချနေဂနာချူမင်းဟောဗလိုက်ဂနာချူအခုလောလောဆယ်ကွင်းထဲသွားကြည့်လိုက်ကြအောင်ကြည့်နောက်တာမဟုတ်ဘူးကွင်းထဲမှာကြည့်တဲ့ညီကိုတွေရှိရင်ဟောညီကိုတွေမှာကြည့်ညီကြတယ်ကွင်းထဲသွားကြည့်လိုက်အောင်ဂနာချူနဲ့ဘရူနိုဖာနန်ဒက်စ်နော်ကန်းနေကြတော့လားလို့လာနော်အေရီယာထိတ်ကနေလဲကန်းနေကြတော့လားမသိဘူးဒီကောင်တွေပွဲပြီးရောသတိထားမိလားမသိဘူး နော်ပုံမြပါလဲပြောစမဲ့ဆိုတဲ့တခုရှိတယ်လေစတိုရီတခုရှိတယ်ပါလဲဂျပန်စစ်သားတယောက်ကစစ်တပ်နေတာဟိုကမင်းပါလဲဒုတိယကမ္ဘာစစ်ကပြီးသွားတာနှစ်ပေါင်းဘယ်လောက်ဆိုလဲမသိဘူးကြားနေပြီသူကစစ်တပ်နေတော့တယောက်ထဲမှာအဲ့ကောင်နေအဲ့လိုဖြစ်နေပြီနော်ပွဲရပြီးသွားပြီမိဘာနာပါလဲဘရူနိုနဲ့ကာနာချူကမင်းအေရီယာထိပ်ကနေကန်နေကြတော့လားမသိဘူးသွားသွားသွားကြည့်ကြအောင်သူနည်းနည်းပြောကြအောင်သိတယ်မလားနော်နေဘူးတော့ကုလူနဲ့ကူမမြင်ရမှာစလို့လေပွဲရပြီးသွားပြီမင်းတို့ကန်နာရက်တင်ပြီလို့အားလို့တယောက်အသာစီးရနေပါတယ်ဆိုမှပဲကူကဖိဖိစီစီနဲ့ တက်ထန်နေများပြိုင်မဲ့ကူသူတို့ပေါက်ဆဲကိုကျွန်တော်တို့ကတွန်းပို့ပြီးနဲ့ကွင်းရဲ့မင်း80ရာခိုင်နှုန်းလောက်ကိုအသာစီးယူပြီးတော့ပြည်တယ်မလားနော်ဘောလုံးပိုင်ဆိုင်မှုလေးတွေနဲ့ကစားရင်းနဲ့ area တွေကိုအသာလေးမပီးလိုက်တာမျိုး ground ကနေပြီးတော့ one touch deep clean နဲ့လောက်တာမျိုးသွားမှာမဟုတ်ဘူးကာနာချူဒီဘောလုံးပေးလိုက်တာနဲ့အင်းကန်နေဟဲ့နော်ထိုင်းကန်ပလိုက်ပြန်ပြီထောင်းဖုံချပလိုက်ပြန်ပြီကာနာချူကိုပြေးတယ်ဟဲ့ထောင်းဖုံချပလိုက်ပြန်ပြီဖာနန်နဲ့တဲ့ဟဲ့ချပလိုက်ပြန်ပြီဖုံးသူဂိုင်90လောက်ကနေချပလိုက်ပြန်ပြီအဲ့ကောင်ကြီးနှစ်ယောက်ကမင်းတော်တော်ကိုကြက်တီတုံးတာ ဘာလို့လဲကွာသိရမလားမင်း channel ပွဲစီနေမိနစ်တွေပါနေစောနေသေးမပြောလို့ဘူးမပြောလို့ဘူးဒါမှမဟုတ်ဝမ်းစည်းနဲ့လေကွာရှုံးနေတယ်နော်တယောက်အသာစီးလေကျွန်တော်ရနေတယ်မိနစ်ကလည်းဖြည်းဖြည်းချင်းနဲ့အန်တေကများလာပြီပြီးလာပြီမိနစ်ကပြီးဖို့ပွဲပြီးဖို့နီးလာပြီအဲ့ဒါကူပဲတည်တည်ကြကြအခွင့်အရေးမဖန်တီးပဲနဲ့ကန်နေကြတော့တဖုံဖုံတခွန်ခွန်ချနေကြတော့ဘလူဘလူဘလူသွားပြီးတော့ဘလူအုံနောက်တီနေမယ်ဆုံးဖြတ်ကြလေအာငါဒီနေ့ကန်တော့ဝင်ဝင်တဲ့နေဆိုပြီးတော့ကနာချိုလောင်းဘောကန်တာဗနခါဝင်ဘူးလို့တော့ ဟုတ်တယ်မလားကာနာချူကုတုစီဘောလုံး16ကပင်းမ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 င်း16ကလောက်ကိုမင်းကဲနေတာကိုဖားပြချင်နေတာတော့နားမလည်ဘူးပြသလားနဲ့လက်ကပတ်ထားတော့မင်းပါဒန်ယာရလို့လားကုတုကုကုကိုအဲရစ်ကန်ဒိုနာထင်းနေသလားတော့မသိဘူးလက်ကတော့ပတ်ထားတာပဲဒီလားမင်းမင်းမင်းရှူရတော့ဟုတ်တယ်ဝိုင်လန်ကတော့900သွားပြီနော်อืมတိတ်တော့ပြောလို့တော့ဘူးဒီလားနော်ဒီတသိန်းလုံးကစုပ်နေတယ်ဆိုတော့900ရတဲ့အကောင်ကတော့တိတ်မပြောလို့ဒီကောင်လည်းမင်းချီလိုဝင်လာသလောက်ကိုပဲမင်းသိတယ်မလားပြေးလန်းချောင်းနေပါလိမတွက်တတ်ဘူးနော်မေဆန်ပေါင်းတို့ပါလို့လေအီရီယာပေါက်ဆင်းမှာ ချိန်ပြီးတော့ကန်းတာကိုလူမှန်အောင်ကန်သေးတာဥကာတိကလည်းဝင်လာပါတယ်ဆိုမှချပလိုက်ပြန်ပြီအုံဆိုကန်တယ်ကန်ပလိုက်ပြန်ပြီအဝေးကြီးရနေဘာတွေဘာတွေဖြစ်နေချင်နေကြတာတော့ဟိုပရီးမီးယားလေးနော်ဒါကိုဒီလုံးဝမျောနေချက်မရှိတော့တဲ့ပရီးမီးယားလေးဒီကောင်းလေးဘလူးကစားလဲတွေးကြည့်ယာယူရိုပါလေးဆိုရင်ပြောင်းရင်ပြောင်းသွားမှာပါအင်းဆက်သမားကြီးလိုင်ယွန်နဲ့ပွဲကိုကြည့်လိုက်ဦးတူးစီးနဲ့နိုင်ပြီးသွားပြီတူးစီးနဲ့နိုင်ပြီးသွားပြီဟေးငါတို့တွေဟုတ်နေပြီဟေးဩတူးတူးကြသွားပြီကွာကင်တူးတူးကြသွားပြီဟာငါလုံးမှာမဲဟေး နော်အချိန်ကြီးကမကောင်းတော့ဘူးကဲအာနီကတ်တဲ့ဟေးဒါပဲငါတို့တွေသိတယ်မလားနော်တူတူဗာလဲဟို7ရက်7ရက်အချိန်တုန်းကတော့မှ2စီးနဲ့နိုင်နေသေးတယ်မနော်သိတယ်မလားဟိုငါတို့ခန်းဘက်ပြန်လာနေတယ်ဒီကောင်ဒီတယောက်ရော့သွားပြီလာငါတို့ခြားကြမယ်ကိုအိမ်ငွေလည်းဖြစ်တယ်ပေါ့ဟိုတူးနဲ့ပါရှုံးနေတယ်ဆရာကြီးတော်သေးတာဘယ်ကဖယားမလိုက်လေတော့မသိဘူးမင်းမူပွဲပြီးကန်ဒီဝိုးတွေခွတ်သွင်းလို့ပြောချင်တာကကိုအသိမှားကဗျာတိလာသူဟာနဲ့သူသားမင်းဟုတ်သွားတာပြောစရာတွေမင်းတလုံးမှမလုပ်ဘူးအဲ့ဒီနောက်တစ်ဆင့်တက်သွားတဲ့ပွဲဆိုလည်းပဲ တူးစီကနေတူးတူးဖြစ်เสียအကြောင်းမရှိတယ်လို့တယောက်အသားစီနဲ့ကစားနေရတဲ့အချိန်မှာတူးဖိုးဖြစ်သွားเสียအကြောင်းကိုမရှိဘူးအခုဒီပွဲလေးပဲကျွန်တော်ကြည့်တိုက်စင်ပါမယ်နော် evenelson နီကန်နဲ့ထုတ်ခံရပြီဒီကောင်လေးတယောက်ယော့သွားပြီဒီကောင်လေးတယောက်ယော့သွားပြီနော်ဒါပေမဲ့လို့မင်းဒန်ဂူရိုဘာလို့ကောင်လေးကိုအိုနာနာစီတီ pressing လုပ်နေတော့မယ်သိလားအိုနာနာစီတီ pressing လုပ်နေတော့မယ်ဖြစ်တယ်မို့ဒီပြီးနေတော့မယ်ကိုရီဘောလုံးပိုင်ဆိုင်မှုနဲ့အသားကြီးမယူနိုင်တယ်လို့ဘာအခွင့်အရေးမလဲကောင်းကောင်းမဖန်တီးနိုင်ဘူးတော်တော်ကိုစုပ်လွန်းတယ်ကစားမားတွေက ်ဒီလားဆိုတော့ဒါကြောင့်ဒီပွဲဒီပုံစံတိုင်းကစားစိတ်ချမင်းယူရိုပါလိကတော့နှစ်ကြော့တောင်ကန်စရာမလိုဘူးတကြော့နေမင်းပြန်လာမှာပြန်လာမှာပြန်ထွက်လာမှာမင်းတို့နောက်နောက်ရာသီချန်ပီယံလိဝင်ခွင့်နေပိုင်မျောမနေနဲ့ဒီပုံစံတိုင်းဆိုရင်အခုဒီပွဲကစားသွားတာမင်း first line နဲ့နဲ့ကစားသွားတာပွဲထွက်လူစင်းနေမှာမင်းကောင်းကောင်းမပါတာသူဘသူရှိလဲဥကာဒီတယောက်ပဲရှိကြလေကျန်နေကစားမတွေအကုန်ပါတယ်ဒါကိုယ့်ရဲ့အကောင်းဆုံးလူစင်းပဲလောလောဆယ်မှာဒီပုံစံနဲ့ပဲကျွန်တော်ကစားတော့ဘယ်လိုလုပ်ပြီးတော့ဒီရမလားဒီဟိုဘီဘာအိုဒီဘာတွေသူတို့ကွင်းမှာကျွန်တော်အဆင်ပြေအောင်ကစားရမလဲ ဒါကြောင့်ပြတော့ကျွန်တော်တို့ Ammonium မြတ်ပေါ့နော် Ammonium မြတ် press conference မှာ okay ကျွန်တော်တို့ကတော့ဟေးဒီမှာ iron site တော့ဘူးလို့မြန်ပြောလိုက်လို့ကစားမတွေကတကယ်ကိုဖြစ်တယ်လို့ဒီကစားနေရသလားပေါ့မသေးခွဲဘူးဒီလား Ammonium လေးလေနော်တော်တော်ကိုစိုးပါတယ်တော်တော်ကိုစိုးပါတယ်နော်ဆိုတော့ကိုကိုပြိသက်ဒီလေမင်းတော်တော်ကိုဘယ်လိုပြောမလဲစိတ်ပြက်လက်ပြက်ဖြစ်ကြနိုင်မယ်လို့ထင်တယ်ဒီလောက်ထိဘယ်လိုပြောမလဲမျောလင်းချက်ဘာမှမထားပါဘူးလေဆိုပြီးတော့ကြည်တာတောင်မှခြေသွန်းကတော်တော်ကိုယွန်စရာကောင်းတဲ့ပုံစံဖြစ်သွားတာ တည်လာတယ်ကျွန်တော်ကတော့တကယ်ပြအယူလိုင်ဝင်လေးကိုကျောလာပြီးနောက်တစ်ဆင့်ကိုရောက်သွားပြီးဆိုတော့မျိုးနှင်းချက်ကထားသေးတာဒါပေမဲ့လို့နီးပြပြောလိုက်တဲ့ဒီပုံစံမျိုးနဲ့ဆိုလို့ရှင်တော့အစင်လုံးဝမပြေပါဘူးနော်ကဲဆရာသမားတွေနော်ကျွန်တော်တို့ခဏယူချင်နောက်ထပ်ရေးကြည့်ပွဲကြတယ်ကြည့်လို့ရှိတော့ခဏတော့ fantasy ကရှိမှာကျွန်တော် easy ပြောကြတာပေါ့နော် sorry ပါ comment တွေပါကျွန်တော်မဖတ်လိုက်ရအောင်နော်ဒါကြည့်နေတဲ့ညီကလေးထောင်းနဲ့ဒါ6ဝန်းနီးပါရှိပါတယ်ကြောက်ချင်းတိုင်ကိုကြည့်သမားတွေပါတယ်ဆိုတော့စိတ်ပြက်ကြလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့လို့နောက်လာမဲ့ပွဲစဉ်ကကိုရီတဲ့အများကြီးပူအရေးကြီးတယ်ဆိုတော့ အဲ့ဒီပွဲစဉ်မှာအခုလိုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းရမှာပေါ့ဗျာเนาะဆိုတော့အားလုံးကိုကျေးဇူးပါเนาะလာကြည့်ပြကြတော့အားလုံးကိုကျေးဇူးပါ